Morris Reading Hub ကနေပြီးတော့မင်္ဂလာပါလို့ကျေးဇူးနှုတ်ဆက်လိုက်ပါတယ်။အခုတစ်ခေါက်မှာတော့စာရေးဆရာကြီးဆရာနန္ဒသိန်းစံရေးသားထားတဲ့ဘဝတိပ္ပံနဲ့ဘဝတစ္ဆာစောင့်ထက်ကအကြောင်းအရာများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အပိုင်းနှစ်ဗုဒ္ဓဒသနာ၌ဘဝအတိတ်ပဲကိုရှာဖွေခြင်း။အကျဉ်ပုဂ္ဂိုလ်သည်အစ္စဒတတံဗိဒ္ဓတတံတို့၌အနောင်ဘွဲ့တို့ကိုဖြတ်တောက်ပြီးဖြစ်၏။ကံညမှုအမြင့်မူလာတို့ကိုလည်းနှုတ်ပယ်ပြီးဖြစ်၏။ ကံ့ကြီးမှုအလုံးဤအနောင်ဘွဲ့မှလည်းလွတ်မြောက်ဤဖောက်ပြန်မှုမရှိမှု၍သဘောအတိုင်းလည်းတည်သောကြောင့်ထိုပုဂ္ဂိုလ်အားတာရိဂုံနှင့်ပြည်စုံသူအာဇာနီဟု၍ဆိုအပ်၏ငါတုံရှင်အဘိယတုံမဟာဝတ်တုတ်တနိဗ္ဗာန်အခန်းလေးအတွင်းတဏ္ဍာန်၌ဖြစ်သောစိတ်ကို အလေးပေးလေလာခြင်းဗုဒ္ဓတဒနာသည်စัจ java လာပြတနာတို့ထက်လူနှင့်လူဘဝပြတနာများကိုသာအခြေပြု၍လေလာကြောင်းတွေ့ရ၏ ်ထို့သို့လေလာရ၌အခြားတက္ကနာများနှင့်ရှုထောင့်ခြင်းတော်၎င်းရည်ရချက်ခြင်းတော်၎င်းလေလာပုံနည်းစနစ်ခြင်းတော်၎င်းပြင်ပအသွင်သဏ္ဍာန်အဖြစ်တူညီအောင်ရှိတော်လဲအသွင်သဘောအဖြစ်ခြားနာခြင်းများရှိလေသည်ဗုဒ္ဓတက္ကနာသည် လူအဖွဲ့စည်း society ကိုကလစ်လူမပြုတော်လဲလူအဖွဲ့စည်းအတွင်းမှတိကျပုဂ္ဂိုလ် individual ကို တစုံတစ်ခုသောခြေနေ၌အလေးပေးလေလာတင်သောကြောင့်ဗုဒ္ဓတဒ္ဒနာသည် အလေးပေးလေလာသည် တဖန်တိကျလူပုဂ္ဂိုလ်ကိုလေ့လာရ၌ထိုလူပုဂ္ဂိုလ်၏ရုပ်ပိုင်းကိုပြည့်လျူမပြုတော့လဲစိတ်ပိုင်းကိုတစုံတစ်ခုသောခြေထည်၌အလေးပေးလေ့လာသင်သောကြောင့်ဘုဒ္ဓသဒ္ဒနာသည်အလေးပေးလေ့လာသည် ထို့ပြင်ဘုဒ္ဓသည်ကိုနှုတ်စိတ်သုံးပါး၌ကိုနှင့်နှုတ်ကိုမပစ်ပယ်တော့လဲအခြေအနေတရ၌စိတ်သည်ပို၍အရေးပါသည်ဟုခံယူလေသည် အခါတမ၌နိကန္ဓမဟာဝီရ၏တပည့်ဖြစ်သောဒီက တပတိနိကန္ဓသည် ဗုဒ္ဓအားကာယကံဝစီကံမနောကံကံသုံးပါးအနက်မြေတိကံကအရေးကြီးကြောင်းမေလျှောက်၏ဒီကတပတိနိကန္ဒသည် သူဤဆရာကဲ့သို့ကာယဝစီမနောကံသုံးပါးအနက်မျက်မြင်အားဖြင့်ထင်ရှားသိသာသောကိုယ်ဖြစ်ပြုသောကာယကံဒီသာ အရေးကြီးဆုံးဟူ၍၎င်းကာယကံဖြင့်ကျူးလွန်သောအဖြစ်ဒီသာ အကြီးလေးဆုံးဟူ၍၎င်းယူဆသူဖြစ်သည် ထိုကဗုဒ္ဓကဤကံသုံးပါးတို့တွင် မကောင်းမှုပြုခြင်း၌မနောကံကိုအပြစ်ကြီးဆုံးဟုငါဖျားကပြညတ်၏ ကာယကံနှင့်ဝစီကံကိုထိုကဲ့သို့မပြည့်ညံဟုမိတော်မူသည်ဗုဒ္ဓ၏ထိုစကားကိုဒီကတပတိနိကန္ဓထံမှသင့်ကြားရသောဥပါဠိတကျွဲသည်ဗုဒ္ဓအားခြေပရန်ရောက်လာခဲ့သည်ဥပါဠိတကျွဲသည်လည်းနိကန္ဓ၏ဂိုင်းဝင်ပင်ဖြစ်လေသည်ဥပါဠိတကျွဲသည်ဗုဒ္ဓအားအရှင်ဘုရားဒီကတပတိနိကန္ဓသည်ကောင်းလေစွာ ကောင်းလေစွာအကြမြင်ဘုဒ္ဓရှိသောဆရာ၏အဆုံးမကိုကောင်းစွာသာလင်တည်သောတပည့်၏ ထုံတန်းဆင်လာတိုင်းသာလျင်တပတိအရှင်ကောင်းသည်အရှင်ဘုရားအားဖြည့်ကြခဲ့ပေ၏ဤတို့ကြည်ကျသောကာယဒဏ်ကိုထောက်ဆ၍တိတ်ငဲ့သော မနောဒဏ်သည်အဘယ်မှပြော့ပါလောက်မည်နည်းအမှန်အားဖြင့်ကာယဒဏ်သည်သာလျင် မကောင်းမှုပြုခြင်း၌မကောင်းမှုဖြစ်ခြင်း၌ကြည်ကျသောအပြစ်ရှိဝစီဒဏ်နှင့်မနောဒဏ်သည် ထိုကဲ့သို့မကြည်ကျဦးရှောင်၏ဒီကတပတိနှင့် ဥပါလိတို့သည်ကာယကံဝစီကံမနောကံဟုသောစကားတို့အစား ကာယတံဝစီတံမနောတံဟုသောစကားတို့ကိုတုံ့နှုံကြသည်။တကြွယ်တင်းတိမှန်ကန်သောတစ္ဆာ၌တည်၍အကဲ၍ပြောဆိုညာအံဤအကြောင်းရာ၌ငါတို့စကားဆွေးနွေးမှုဖြစ်နိုင်ရ၏။အရှင်ဖေဟာကျွန်ုပ်သည်မှန်ကန်သောတစ္ဆာ၌တည်၍ပြောဆိုပါအံဤအကြောင်းရာ၌ကျွန်ုပ်တို့စကားဆွေးနွေးမှုဖြစ်ပါစေ။တကြွယ်ထိုစကားကိုတင်းအဘဲသို့ထင်မှတ်သည်။ဒီကန္နာတယောက်ဒီအနာနှိမ့်ဆက်နေဤဆင်းရဲရောက်ဤပြင်းစွာနာဤရေအိုးကိုပဲ၍ရေနွေးကိုသာတုံးဆောင်လေရှိဤ ို့ဏိကန္ဒသည် ရေအေးကိုမရသည့်ဖြစ်၍တေလျာ၏နာဒဤတာဏိကန္ဒသည်ဤတေသူဏိကန္ဒကိုအဘေရ၌ဖြစ်သည်ဟုပညာသည်အရှင်ဘုရားစိတ်ဆွဲလန့်၍ဖြစ်သောနတ်မြေသည်ရှိပါ၏ထိုနတ်မျိုးတို့၌ထိုဏိကန္ဒသည် ဖြစ်ပါ၏ထိုတို့ပြည့်ခြင်းသည် ထိုသူသည်စိတ်ဆွဲလန့်၍တေသောကြောင့်ပါသည်တကြွယ်စဉ်းစားလော တကြွယ်စဉ်းစား၍သင်ပြောလောတင်ဤရှိစကားနှင့်နောက်စကားသည်၎င်းနောက်စကားနှင့်ရှိစကားသည်၎င်းမဆက်ဟမိပဲဖြစ်နေပြီ တို့ရာတွင်ဥပါတိတကြွယ်သည်မကောင်းမှုပြုခြင်း၌မကောင်းမှုဖြစ်ခြင်း၌ကာယတံကာယကံတိဒါလျင်ကြီးကျယ်သောအပြစ်ရှိဝစီတံနှင့်မနောတံသည်ထိုကဲ့သို့မကြီးကျယ်ဟုကာကွယ်၏ဆိုလျက်ရှိသည်တကြွယ်ထိုစကားကိုတင်မီတို့ထင်မှတ်သနည်းနာဒာဤသားနိကန္ဓသည်စောင့်ကြည့်ခြင်း၄မျိုးဖြင့်စောင့်ကြည့်နေ၏အလုံးစုံသောရည်အေးကိုပဲ့၏အလုံးစုံသောမကောင်းမှုကိုတားမြစ်ခြင်းဖြင့်ခွာထွက်ထား၏အလုံးစုံသောမကောင်းမှုကိုတားမြစ်ခြင်းဖြင့်ပြန့်နှံ့နေ၏ ဒိုနာဒာဤတာဏိကန္ဒသည်ရှေ့သို့သွားသည်ရှိသော နောက်သို့ဆုတ်သည်ရှိသောညာစွာသောတတဝငယ်တို့ကိုတေကျေပျက်စီးခြင်းသို့ရောက်စေ၏။တကြွယ်နာဒာဤတာဏိကန္ဒသည်ဤတေကျေပျက်စီးခြင်းသို့ရောက်စေသောသူ၏အကျိုးကိုဘယ်အကျိုးဟုသတ်မှတ်သည်။ယင်ဖျားနာဒာဤတာဏိကန္ဒသည်စိတ်ဆော်ခြင်းစေတနာမရှိသည့်ဖြစ်၍ကြီးသောအပြစ်ရှိ၏ဟုမပြညတ်ပါ။တကြွယ်အကဲ၍စေတနာတို့ရှိညာအံအဘယ်တို့တည်းအရှင်ဖျားကြီးတော်အပြစ်ရှိပါ၏။ကြွယ်စင်းစားလော တကြွယ်စဉ်းစား၍တင်ပြောတော့တင်းဤရှေ့စကားနှင့်နောက်စကားဒီ၎င်းနောက်စကားနှင့်ရှေ့စကားဒီ၎င်းမဆက်ဟန့်မီပဲဖြစ်နေပြီအရှင်ဘုရားဤသို့မိန့်ကြားတော်လဲအမှန်အားဖြင့်မကောင်းမှုပြုခြင်း၌မကောင်းမှုဖြစ်ခြင်း၌ကာယဒန္တိတာကြီးကျယ်သောဖြစ်ရှိဝစီတံမနောဒန္တိထိုကဲ့သို့မကြည့်တယ်ပါတကြွယ်ဤစကားကိုတင်ပေသို့ထင်မှတ်သည်ဤနာလန္ဒမြို့သည်စီမင်းသည်ဟောပြောသည်များစွာသောလူရှိသည်ဖော်လောအရှင်ဘုရားမှန်ပါ၏ တကြွေထိုစကားကိုတင်ပဲတို့ထင်မှတ်တယ်လင်းယောက်ျားတယောက်သည်တန်လျက်မိုး၍လာရာ၏ထိုယောက်ျားသည်ငါသည်ဤနာလင်္ကမြို့၌ရှိသည်မြတ်တော်ဝါတို့ကိုလက္ခဏာချင်းတမှုတ်ချင်းဖြင့်တကူတဲတော့အသားစုအသားပုံဖြစ်အောင် ပြုပါန်ဟုဆိုရ၏တကြွေထိုစကားကိုတင်ပဲတို့ထင်မှတ်တယ်လင်းထိုယောက်ျားသည်အင်းနာလင်ဒမြို့၌ရှိသည်မြတ်တော်တို့ကိုတက္ကနာချင်းတမဟုတ်ချင်းဖြင့်တကူတဲတော့အသားစုအသားပုံဖြစ်အောင် ပြုခြင်းကဆွမ်းနိုင်ပါမည်လော။ အရှင်ဘုရားယောက်ျား10ယောက်ဖြစ်စီ20ဖြစ်စီ30ဖြစ်စီ40ဖြစ်စီ50ဖြစ်စီအီနာလင်ဒမြို့၌ရှိသမျှတရဝါတို့ကိုတခဏချင်းတမောက်ချင်းဖြင့်တကူတဲသောအသားစုဓာဘုံဖြစ်ခြင်းကမဆွနိုင်ပါကုန်အနေငယ်သောတယောက်တည်းသောယောက်ျားသည်အဘယ်မှပြောပါလောက်ပါမည်နည်းတကြွယ်သူစကားကိုတင်ပေတို့ထင်မှတ်သည်တကိုးရှိသောစိတ်တကိုးရှိသည့်အဖြစ်တို့ရောက်သောတမနာတည်သော၎င်းမြမနာတော်တည်၎င်းလာရာဤ ထို့သူသည်ငါသည်ဤနာလန္ဒမြို့ကိုတကြိမ်စိတ်ဆိုးကာမြဖြင့်ပြာပြင့်အောင်ပြုအံဟုဆို၏တကြွယ်ထိုစကားကိုတင်ပေသောထင်မှတ်သည်တကိုးရှိသောစိတ်တကိုးရှိသောအဖြစ်သို့ရောက်သောထိုတမနာပြမနာသည်ဤနာလန္ဒမြို့ကိုတကြိမ်စိတ်ဆိုးကာမြဖြင့်ပြာပြင့်အောင်ပြုခြင်းကစွမ်းနိုင်ရသလိုအရှင်ဗျာ10မြို့ဖြစ်စီ20ဖြစ်စီ30ဖြစ်စီ90ဖြစ်စီတကိုးရှိသောစိတ်တကိုးရှိသောအဖြစ်သို့ရောက်သောထိုတာမဏပြမဏသည် တကြိမ်စိတ်ဆိုးကများဖြင့်ပြားဖြစ်အောင်ပြုခြင်းကဆွမ်းနိုင်တင်းငယ်သောတခုတည်းသောဤနာလင်တမျိုးကိုကအဘယ်မှပြောပါတော့မည်နည်းတကြွေထိုးထိုးဖြစ်လျင်စဉ်းစားလောတကြွေစဉ်းစား၍တင်ပြောလောတင်ဤရှေ့စကားနှင့် နောက်စကားသည်၎င်းနောက်စကားနှင့်ရှေ့စကားသည်၎င်းမဆက်ဟမ်းမီပဲဖြစ်နေပြီဥပါဠိတော်56 64ကဟပတိဝမျက်စီမှနိကဲ အထက်ပါဗုဒ္ဓနှင့်ဥပါလိတကြွယ်တို့၏ဆွေးနွေးချက်မှစိတ်စေတနာ၏အရေးကြီးမှုစိတ်တကိုး၏စံပြမှုတို့ကိုမယုံကြည်သူများသည်လည်းရှိပေလိမ့်မည်။ထို့ရာတွင်ဒေါက်တာအိုင်းစတိုင်းသည်စိတ်ကူးဉာဏ်ကိုစေစား၍အနုမြုပ်ပုံး၏အခြေခံသဘောတရားကိုဖော်ထုတ်နိုင်ခြင်းကို၎င်းထိုအခြေခံသဘောတရားကိုမိလျက်အနုမြုပ်ပုံးပြီးထွင်နိုင်ခြင်းကို၎င်းဒုတိယကမ္ဘာစစ်အတွင်းကအနုမြုပ်ပုံးတန်ကြောင့်ဂျပန်ပြည်၏ဟီရိုရှိမားနှင့်နာဂါစကီမြို့များပြည့်ပြုံးခဲ့ရခြင်းကို၎င်းယုံကြည်တဲ့ကဲ့သို့ အနုမြူလက်နက်များဟိုက်ဒရိုဂျင်ဘုံးများနျူထရွန်ဘုံးများကြောင့်မိနစ်ပိုင်းအတွင်းတစ်ကမ္ဘာလုံးပျက်စီးသွားနိုင်ဒီကိုလည်းယုံကြည်နိုင်ကြပေလိမ့်မည်ဟစ်တလာ၏စိတ်ကူးနှင့်အစွဲဥပါဒဏ်ကြောင့်ဂျူးလူမျိုးများစွာတည်ကြည်ခဲ့ရဒီကိုလည်းယုံကြည်နိုင်ကြပေလိမ့်မည်မာ ක්ස් ၏အယူအဆစိတ်ကူးသည်အရင်းရှင်တို့အားတော်လှန်၍လူသမိုင်းစဉ်ကိုတစ်မျိုးတစ်ပုံပြောင်းလဲစေရေးအတွက်အထောက်ကူပြုခဲ့ခြင်းကိုလည်းယုံကြည်နိုင်ကြပေလိမ့်မည်စင်စစ်အမ်ဘနန်တိတ်ပန်ဆိုင်ရာရှားဖွေတွေ့ရှိခြင်းများ တီထွင်ချက်များလူသမိုင်းစဉ်ကြီးလူအဖွဲ့ကြီးကိုတိုးတက်အောင်ကြာဆင်းအောင်ဖန်တီးနိုင်သည့်သမိုင်းနေရာမှလူမှုရေးနေရာမှများကိုဖော်ထုတ်နိုင်ချက်များသည့်လူသားတို့၏စိတ်ဆွမ်းရည်ကိုအစပြုစေစားခြင်းဖြင့်ထွက်ပေါ်လာသောရလဒ်များသာဖြစ်ကြသည်ဗုဒ္ဓသာသနာလိုရလူတ္တဝါအတိတိရှိစိတ်သည်မိမိတို့၏ဘဝဝါမိမိတို့၏လောကမြို့မြို့ကို ဖန်တီးနိုင်ုံမကမိမိတို့၏ပတ်ဝန်းကျင်လောကကိုပါဖန်တီးနိုင်စံလေသည် စိတ်သည်လောကကိုဆောင်အပ်၏စိတ်သည် လောကကိုဆွဲငင်အပ်၏အလုံးစုံသောတရားတို့သည်စိတ်ဟုဆိုအပ်သော တကူသောတရား၏အလိုသို့အစဉ်လိုက်ရကုန်၏စိတ်တသောအတ္တဝေဒေဝတာတန်ယုတ်အထက်ပါဗုဒ္ဓစကားသည်အချို့ပုဂ္ဂိုလ်များယူဆတကဲ့သို့ယုတ်လောကစัจ java လာကြီးကိုစိတ်ကဖန်တီးသည်ဟု၍၎င်းစัจ java လာ၏အစသည်စိတ်ဖြစ်သည်ဟု၍၎င်းဆိုလိုသည်မဟုတ်ချေဗုဒ္ဓတဒနာသည် လူကိုချေပြူ၍လေးလာခြင်းဖြစ်ပေရာ လူသား၏စိတ်ဖြင့်မိမိဘဝမိမိပတ်ဝန်းကျင်မိမိလောကမျိုးမျိုးကိုဖန်တီးနိုင်ကြောင်းစိတ်ဤဆွဲဆောင်မှုကြောင့်အကောင်းအဆိုးအမျိုးမျိုးသောဖြစ်သူလိုက်ပါဖြစ်ပေါ်ရကြောင်းဆိုလိုရင်းသာ ဖြစ်လေသည်အယူအဆမျိုးမျိုးအစွဲဥပါဒံမျိုးမျိုးတို့ပံ့ပိုးထားသောစိတ်ကြောင့်လူသားတို့ဖို့တာယာပွဲလောကမတာပွဲလောက အကောင်းအဆိုးလောကစသည့်အမျိုးမျိုးသောလောကတို့သည်လည်းဖြစ်ရသည်ပြက်အာရုံနေသူဖို့ သူ့လောကသည်မပျော်ရွှင်ခြင်း၊ဝမ်းနည်းကြည်ကွဲခြင်းတို့စုဝေးရာလောက ဖြစ်နေမည်။စိတ်ကွန်အားရှိ၍ကြံ့ခိုင်တည်ငြိမ်သူဖို့သူလောကသည်ပျော်ရွှင်ခြင်းဖြည့်စင်နိုင်ခြင်းပြည့်လွင်စွာမြင့်တက်ခြင်းတို့ဇွေးရာလောကဖြစ်နေမည်လောဘဒေါသမောဟစိတ်တို့လွန်ကဲနေသူဖို့သူလောကသည်မကြည်နှက်ခြင်းမကြည်တာခြင်းမြင်မှုကြားမှုကြည့်တွေ့မှုဟူသမျှတို့၌မတရားမလှပခြင်းတို့ဇွေးရာလောက ဖြစ်နေမည်ခံစားတတ်သောအနုပညာစိတ်ရှိသူဖို့၆တရားနေသောတောင်ကုန်းကလေးပေါ်သို့ ခက်မော့မော့တက်သွားသောလူသွားချိန်လန်းကလေးကိုမြင်ရခြင်းဖြစ်ဖြင့်လွမ်းမြည်ပွေလောကသို့ရောက်ကောင်းရောက်နေပေလိမ့်မည်။အရာရာကို ရုပ်ကပြထန်သည်။ရုပ်ကသာအဆုံးပြတ်ပေသည်ဟု ခံယူထားသောစိတ်ရှိသူဖို့သူလောကအမြင်သည်ရုပ်သာလင်ရည်ကြည်သည်။ရုပ်သာလင်ပဓာနာဖြစ်သည်ဟု၏မြင်၍အရာရာကိုစိတ်ကသာပြထန်သည်။စိတ်ကသာအဆုံးဖြတ်ပြုသည်ဟုခံယူထားသောစိတ်ရှိသူဖို့သူလောကအမြင်သည်စိတ်တည်သာရည်ကြည်သည်။စိတ်တည်သာပဓာနာဖြစ်သည်ဟုမြင်ပေလိမ့်မည်။ ဗုဒ္ဓသာသနာအလိုအရစိတ်ပိုင်းမှစန္ဒဝိရိယတို့၏တွန်းဆောင်မှုစွမ်းအားတန်လျင်တန်သည့်အလျောက်ရုပ်ပိုင်းဖြစ်သောကိုနှုတ်တို့သည်လည်းပြင်းထန်စွာလိုက်ပါလှုပ်ရှားလာကြသည်ထိုကိုနှုတ်စိတ်သုံးပါးလုံး၏စွမ်းအားကြောင့်ရုပ်ပိုင်းခြေနေတို့ကိုပြောင်းလဲနိုင်ခြင်းထိမ့်ချုပ်စေစားနိုင်ခြင်းကို၎င်းအဟံတာ အကန့်အသတ်ပြုသော ရုပ်ပိုင်းခြေနေတို့ကိုအောင်းလိုက်ခြင်းကြော်လွှားနိုင်ခြင်းတို့ကို၎င်းပြုနိုင်ပေသည်ဗုဒ္ဓသာသနာမှာ ယဟန္တာပုဂ္ဂိုလ်များသည်အဟန္တာအကန့်အသတ်ပြုသောစိတ်ပိုင်းရုပ်ပိုင်းခြင်းနေအလုံးကို အနုပါတိတေတနိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်းအဖြစ်ကြော်လွှားနိုင်ခဲ့သူများဖြစ်ကြသည်သမှုပညာရှင်ဖြစ်လိုသောစိတ်ဤဆွဲလမ်းမှုနှင့်စန္ဒပြင်းထန်မှုတို့ကြောင့်မရမနေကြိုးစားခြင်းဖြင့်သမှုပညာလောကဝါသမှုပညာရှင်တို့၏လောက၌အပါအဝင်ဖြစ်သောသမှုပညာရှင်ဖြစ်လာခြင်းသည်၎င်းစာပေအနုပညာရှင်ဖြစ်လိုသောစန္ဒပြင်းပြမှုတောင် မယမနေစ조사ခြင်းဖြင့်အမှုပညာလောကသို့မဟုတ်အမှုပညာရှင်တို့လောက၌အပါဝင်ဖြစ်သောစာပေအမှုပညာရှင်ဖြစ်လာခြင်းသည်၎င်းမိမိတို့၏ဘဝခြေနေတို့ကိုပြုပြင်ကျော်လွှားခြင်းကြောင့်ပေါ်ထွက်လာသောရလဒ်များဖြစ်ကြသည်ခန္ဓာအစဉ်တွင်စိတ်သည်ရှေးသွားကောင်းဆောင်ဖြစ်သည်ဖြင့်စိတ်သာလင်းမူလပရဏာစိတ်သာလင်းအကြည်မူစိတ်ဖြစ်သာအရာရာပြည်နိုင်သည်ဓမ္မပရနှင့်ထပ်ပါဗုဒ္ဓစကားသည် လောကီအောင်မြင်၌ဖြစ်စေလောကုတ္တရာအောင်မြင်၌ဖြစ်စေစိတ်ပိုင်းကိုအစပြု အခြေခံယူရာကြောင့်ထင်ရှားပေသည်ဘောဓိတတ္တဘဝ၌ဖျားပြစ်လိုသောစိတ်ဆန္ဒပြင်းထန်မှုဤရှည်သွားပြီမှုကြောင့်ကိုအားနှုတ်အားတို့ကလိုက်လိုက်ပါ၍ဘဝဆက်ဆက်မရမနေကြိုးစားခြင်းအဖြစ်ဗုဒ္ဓမဗုဒ္ဓဖြစ်လာခြင်းပြိနှိတ်ချုပ်ချယ်ခံရသောဘဝမှာလွမြောက်လိုသောလူသားတို့၏စိတ်တက်ပြင်းထန်မှုကြောင့်ကိုအားနှုတ်အားတို့ပါလိုက်ပါ၍မရမနေစူးစမ်းခြင်းဖြင့်လွတ်လပ်ရရလာခြင်း စသည်တို့သည်လည်းစိတ်အီစိတ်စော ရှေ့ဆောင်မှုကြောင့်ပင်ဖြစ်ပေါ်လာခြင်းများဖြစ်သည်ကာမာခ်စီရုပ်ဝါဒီ materialist ဖြစ်တော်လဲလူသားတို့၏အလုတ်ချင်းလုတ်ချင်းဖြင့်လုတ်ပိုင်းဆိုင်ရာကျိုးလက်တို့မဖြစ်ပေါ်လာမီတစုံတစ်ခုသောအခြေအနေ၌စိတ်ပိုင်းကအစပြုစေစားရပုံကိုအောက်ပါကဲ့သို့ဖော်ပြထားသည်ပင်ကူသည်ရကန်းတဲ့၏အလုတ်မျိုးနှင့် တူသောလုံဆောင်မှုမျိုးကိုပြုလုပ်လေသည် ပြားသည်မိမိ၏ပြားအိမ်ကိုတိဆောက်ရာတွင် များစွာသောဗိဓုကာတို့ကိုအရှက်အယဇေလောက်အောင်ပင်ကျွမ်းကျင်စွာတိဆောက်နိုင်သည်တို့ရာတွင်အញ្ញံဆုံးသောဗိဓုကာနှင့်အတော်ဆုံးသော ပြားကောင်တို့၏ဌာနချက်မှာဗိဓုကာသည်မိမိဆောက်လုပ်မည့်အဆောက်အုံကိုကာယကံမြောက်မတိဆောက်သေးမီသူဤစိတ်၌မနောကံအဖြစ်အလင်းဥစွာတိဆောက်လျက်ရှိခြင်းပင်ဖြစ်၏အလုလုရက်ဤဖြစ်စဉ်တိုင်းဤအဆုံးတွင် အလုလုသူဤစိတ်၌အစကပင်တိရှိခဲ့ပြီးသော စိတ်ကူးဤအကောင့်ထဲပေါ်လာခြင်းတည်းဟုသောအကျိုးကိုရရှိပေသည် တောမတ်စ်အက်ဒီဆင်သည်လျှက်စင်မီးလုံးကိုစရည်တီထင်းရန်စိတ်ကူးခဲ့၏သူစိတ်ကူးကိုအကြိမ်မှောင်းတထောင်တိုင်တိုင်ဆန့်တက်၍အကောင့်ထဲပို့ခဲ့ရာတွင်ဆုံးရှုံးခဲ့ရသော်လည်းမရမနေဟူသောဇွဲဖြင့်ဆန့်တက်လောက်ကင်ခဲ့ခြင်းဖြင့်နောက်ဆုံးထမြောက်အောင်မြင်ခဲ့ရလေသည်ဂျူဒူများဒုံးမြက်များနှင့်လာကဘာပေါ်သို့လူသားတို့အားအရောက်ပို့ပေးနိုင်ခဲ့သောအာကသယင်များစသည်တို့ကိုတီထွင်နိုင်၏အတွက်စိတ်ကူးဉဏ်ကိုပင်အစပြုစေစားခဲ့ရသည် ်လောက၌အကြီးအကျယ်ထမြောက်အောင်မြင်ခြင်းဟူသည်များတို့သည်လည်းအစပရမ၌စိတ်ကူးဉဏ်ပင်ဖြစ်ရလေကစိတ်ဤတကောတတိနှင့်စိတ်ဤတံပိုးကိုဆုံးဖြတ်ခြင်းကမတတ်နိုင်ခြင်းဗုဒ္ဓသည်စိတ်ဤဆန်းကြဲသောစွမ်းဤအမျိုးမျိုးဖြင့်လူတတဝါတို့သည် အထူးထူးသော အလုတ်ကံတို့ကိုပြုလုပ်၍အမျိုးမျိုးသောအကျိုးရလဒ်များနှင့်အမျိုးမျိုးသောဘဝအမျိုးမျိုးသောလောကတို့ကိုရကြောင်းမြင်ခဲ့သည်စိတ်ဤဆန်းကြဲမှုကိုဗုဒ္ဓကအောက်ပါစကားဖြင့်ဖော်ပြခဲ့၏ယဟန်တို့ လက်စွမ်းပြပကြီကားကိုတင့်တို့မြင်မှုကြလောအရှင်ဘုရားမြင်မှုပါ၏ယဟန်တို့ထိုလက်စွမ်းပြပကြီကားထက်လည်းစိတ်တည်သာတာ၍စံကြ၏ထိုဖြစ်သောကြောင့်ဤစိတ်ကိုဆွဲမတ်မှုအမျက်ထွက်မှုတွေးဝေးမှုတို့ကညဉ့်ညူးအောင်ပြုထားသည်မှာ အချိန်ကြာလာပြီဟုမိမိစိတ်ကို မပြတ်ဆင်ခြင်ရမည်ယဟန်တို့စိတ်ညဉ့်ညူးခြင်းကြောင့်တတဝါတို့ညဉ့်ညူးကြကုန်၏စိတ်ပြူစင်ခြင်းကြောင့်တတဝါတို့ပြူစင်ကြကုန်၏ယဟန်တို့ ဒရိစံတတော်တို့စမ်းကြဲတကဲ့သို့အခြားသောစမ်းကြဲသော အပေါင်းစီကို နာမည်ယင်ယဟန်တို့ထိုဒရိစံတတော်တို့သည်လည်းစိတ်ဖြစ်သာစမ်းကြဲအောင်ပြုထား၏ဂတုလဗတ္တတုတ်ပုပ္ပဝခန္ဓာတန်ယုအထူးထွေလက်စွမ်းပြ၍ရေးဆွဲထားသောပကြီကားသည်စမ်းကြဲသည်တိမ်ပန်ဆိုင်ရာတီထွင်ချက်များသည်လည်းစမ်းကြဲကြသည်အံ့ဩဖွယ်ဖြစ်ကြသည်ပုံမှန်တရံအယောင်သွေးမျိုးမျိုးရှိသောဒရိစံတတော်တို့သည်လည်းစမ်းကြဲကြသည်တို့ရာတွင်ဗုဒ္ဓအလိုရာ ထိုပကြီကားထက်၎င်းတိတ်ပန်ဆိုင်ရာတီထွင်မှုချက်များထက်၎င်းတရိတ်ဆန်တတဝါတို့ထက်၎င်းစိတ်တည်ပူ၍စံကြည်သည်စိတ်ကသာလျင်ထိုပကြီကားတိတ်ပန်ဆိုင်ရာတီထွင်ချက်များနှင့်တရိတ်ဆန်တတဝါအမျိုးမျိုးတို့ဖြစ်အောင်ဖန်တီးခြင်းဖြစ်သည်တတဝါအမျိုးမျိုးဘဝအမျိုးမျိုးဖြစ်ရခြင်းသည်လည်းတတဝါတို့၏စိတ်ဆန်းကြယ်မှုကြောင့်ဖြစ်သည်စိတ်ဆန်းကြယ်လျင်တဏှာဆန်းကြယ်သည်တဏှာဆန်းကြယ်လျင်ကံဆန်းကြယ်သည်ကံဆန်းကြယ်မှုကြောင့်တတဝါတို့သည် ဘဝမျိုးမျိုးပုံတန်းမျိုးမျိုးတို့ဖြင့်အစမ်းတကြဲဖြစ်ရသည်ဟုဗုဒ္ဓသဒ္ဒနာက မြင်လေသည် စိတ်ကိုဗဟုပြု၍ရှုမြင်နေသောကြောင့်ဗုဒ္ဓသဒ္ဒနာသည်နံဝါရ idealism ဖြစ်သည်ဟုမှတ်ယူသူများလည်းရှိကြသည်တို့ရာတွင်ဗုဒ္ဓသဒ္ဒနာသည်အခြေအနေကိုတုံးတက်စည်းစိမ်၍ရှုမြင်သောဝိပဿနာဝါဒဖြစ်ရာကတမျိုးတည်းသောအခြေအနေ၌အခါခတ်သိမ့်စိတ်သာလျှင်ပရာဏဖြစ်သည်အရေးကြီးဆုံးဖြစ်သည်ဟုမရှုမြင်တဲ့ကဲ့သို့ ရုပ်ကိုလည်းတမျိုးတည်းသောအခြေအနေ၌မခါခတ်သိမ်းဗဒနာဖြစ်သည်အရေးကြီးဆုံးဖြစ်သည်ဟုမရှုမြင်ကြ။အနုပညာလက်ရာမြောက်သောယမင်းရုပ်တရုပ်ကိုထွန်းထုရ၌ရုပ်သည်အရေးကြီးသလားစိတ်သည်အရေးကြီးသလားဟု မေးသည်ဆိုအံ။တစုံတစ်ခုသောအခြေအနေ၌ရုပ်ရောစိတ်ပါအရေးကြီးသည်ဟုဆိုရပေလိမ့်မည်။ပေကြောင့်ဆိုသောဗမှုဆရာနှင့်ထုလုပ်ဆရာတစ်သားထုလုပ်ရန်လက်နက်ကရိယာများထုလုပ်သောလက်နှင့်မျက်စိများစသည့်ရုပ်ပိုင်းတို့မရှိပါကမြည်တိုးများယမင်းရုပ်ဖြစ်ပေါ်မလာနိုင်တဲ့ကဲ့သို့ တစ်ချိန်ထဲမှာပင်ဗဘူးပညာ၌စိတ်ဝင်စားခြင်းအထုံးဝတိရှိခြင်းစိတ်ဆူးဆိုင်ဝင်စားနိုင်ခြင်းအစရှိသည့်စိတ်ပိုင်းဆိုင်ရာတို့မပါဝင်ပါကလည်းမိတို့မြအမှုပညာလက်ရမြောက်သောယမင်းရုပ်ဖြစ်ပေါ်မလာနိုင်သောကြောင့်ဒီထိုရုပ်ပိုင်းနှင့်စိတ်ပိုင်းနှစ်ခုလုံးအရေးကြီးသည်မှာမှန်ပါသည်တို့ရာတွင်ထိုနှစ်ခုအနက်မိတိကပိုး၏အရေးကြီးသည်နည်းဟုမေးသည်ဆိုအံတစုံတစ်ခုသောအခြေအနေ၌ရုပ်ပိုင်းသည်ပိုး၏အရေးကြီးသည်ဟုဆိုနိုင်ပေလိမ့်မည် ဲကြောင့်ဆိုသောထိုရုပ်ပိုင်းခြေနေတို့မရှိပါကလည်းယမင်းရုပ်သည်မိတို့များဖြစ်ပေါ်မလာနိုင်သောကြောင့်ဒီတပံတစုံတစ်ခုသောခြေနေ၌စိတ်ပိုင်းဒီပို၏အရေးကြီးသည်ဟုဆိုနိုင်ပြန်သည်ဘဲကြောင့်ဆိုသောလှပသောလက်ရမြောက်သောယမင်းရုပ်ဖြင့်ရုံလုံးပေါ်လာအောင်ဖန်တီးနိုင်ခြင်းမှာစိတ်ပိုင်းခြေနေတို့ကြောင့်ပင်ဖြစ်သောကြောင့်ဒီစိတ်ကူးကောင်းခြင်းဇွဲလုံးလာရှိခြင်းဘဘူးပညာ၌စိတ်ဝင်စားခြင်းအထုံးဝတိရှိခြင်းစသည့်စိတ်ပိုင်းစွမ်းရည်တို့ကရုပ်ပိုင်းကိုဥဆောင်စေစားထိမ့်ချုပ်နိုင်သောကြောင့်သာ လက်ရမြောက်သောယမင်းယုတ်ဖြစ်ပေါ်လာနိုင်ရန်ကစိတ်ပိုင်းဒီလဲတစုံတစ်ခုသောခြေနေ၌အရေးကြီးသည်ဟုဆိုရပေလိမ့်မည်။ထိုနည်းတူဗုဒ္ဓသဒ္ဒနာသည်လဲအခြေအနေတို့ကိုတုံးသက်၍တစုံတစ်ခုသောခြေနေ၌တတဝါတို့၏ဘဝအမျိုးမျိုးကိုယုံလုံးဖော်ပြီးသောတတဝါတို့၏လောကအမျိုးမျိုးကိုဖန်တီးပေးသောစိတ်သည်အရေးကြီးကြောင်းဆိုလိုခြင်းဖြစ်ပေသည်။အိုလူလင်ငါသည်ဤရာ၌ဝေဖန်ခွဲခြား၍ဆိုလေရှိ။ဤရာ၌တခုခုသောကိုယ်သာမုတ်ချဟု၍ဆိုလေမရှိ။ တုဘတုံ436မြန်မာနာဟုမြင့်စီမာနိကေထပ်ပါစကားပြောဟန်များရှိသောဗုဒ္ဓစကားများကို ထောက်၍ဗုဒ္ဓသည်အချိန်ဤကိုတုံးသက်၍စိတ်သည်အရေးကြီးကြောင်းရှေးသွားကြည့်မှုဖြစ်ကြောင်းဟောပြောခြင်းသာဖြစ်လေသည်ဗုဒ္ဓတဒနာအလိုရစိတ်ဆိုသည်မှာတိတက်သောသဘောဝါအာယုံကိုတည်ခြင်းကရိယာတတ္တိသဘောကို ဆိုလိုသည် အာယုံကိုတည်ခြင်းသဘောမြဝိဇာနနာတာရှိသော ထိုစိတ်ကိုပင် မနောဟူ၍၎င်းဝိညာဉ်ဟူ၍၎င်း ခေါ်ပြီးတည်သည်ထိုစိတ်သည် အစဉ်ပြောင်းလဲနေ၍ထိုစိတ်သည်ဗတိပင်ကိုအဖြစ်ညဉ့်ညူးမှုဟူ၍မရှိဘဲဖြူစင်သောသဘောရှိ၏တတမနှင့်အထမတုတ်မဏိဟိတအစ္စဝဧကကနိပတ်အင်္ဂုတ္တရနိကေထိုဖြူစင်သောဝါအာယုံကိုတည်ခြင်းသဘောများရှိသောစိတ်၌အမြဲဆွဲကပ်မိတွယ်နေသောသဘောများရှိပေသည်ရင်တို့ကိုစေတသိက်တရားများဟုခေါ်၍အရေးအတွက်အပြည့်52ပါးများရှိသေးသည် ထိုစေတသိက်များသည် စိတ်ကို အကောင်းဆိုးကုသိုလ်အကုသိုလ်စိတ်အောင်စိတ်ကြစိတ်မှန်သောလောကအမြင်မှားသောလောကအမြင် စသည်တို့ဖြစ်ပေါ်အောင်ဖန်တီးသောခြေလှယ်ပြီးသောတရားများဖြစ်ကြသည်ဥပမာအဖြစ်အဖြူအနီအဝါစသောစေးမျိုးမျိုးကိုရင်းနှစ်ဖြော်၍တကူသောကားထက်တွင်ရုပ်ပုံမျိုးမျိုးရေးဆွဲရ၌ကားထက်တွင်ဆေးရောင်ထင်ခြင်းဆွဲညိခြင်းသည် ရေဤကိစ္စသာဖြစ်ဆေးရောင်မျိုးမျိုး၏ကိစ္စမဟုတ် ကားထက်တွင် အဖြူအနီအဝါစသည်ဆေးရောင်ထင်မှုကဆေးဤကိစ္စဖြစ်၏ရေဤကိစ္စမဟုတ် ထို့ကဥပမာ၌ကားထည်သည်အာယုန်နှင့်တူ၏ရေသည်စိတ်နှင့်တူ၏ဆေးရောင်မျိုးမျိုးသည်ဆေးတသိက်တို့နှင့်တူ၏ဆေးမျိုးမျိုးသည်ရေ၌မှီ၍အယောင်မျိုးမျိုးဖြစ်အောင်ဖန်ဆင်းချေလေတကဲ့သို့ဆေးတသိက်တို့သည်လည်းစိတ်၌မှီ၍လောဘဒေါသအိတ်တာမစ္စရိယတဒါပညာစသောသဘောမျိုးမျိုးဖြစ်အောင်ဖန်ဆင်းချေလေကြချည်သည် ဥမောင်ကြီးလေဒီပန္နိတာအထမတန်ခိတ်တီကပါတွဲစာဆက်နှင့်ကုသိုလ်အကုသိုလ်အာယုန်တို့ကိုတိမှု တွင်မှုမှာစိတ်ဤကိစ္စဖြစ်သည်ထိုကုသိုလ်အကုသိုလ်အာယုန်တို့၌သူစီရိုက်မှုဒုစီရိုက်မှုထင်အောင်ပြည့်စည်အောင်ပြုမှုမှာအာလောဘလောဘစသည်တို့ဤကိစ္စဖြစ်ပေသည်စိတ်သည်သူစီရိုက်မှုဒုစီရိုက်မှုထင်အောင်ပြည့်စည်အောင်မတတ်နိုင်ခြင်းအာလောဘလောဘစသည့်တရားတို့ကဒါလင်းသူစီရိုက်မှုသူကျဲမှုထင်အောင်ပြည့်စည်အောင်တတ်နိုင်ကြလေသည် ်ဥပမာအားဖြင့်အစိတ်ကိုရေနှစ်ဖြော်၍တောက်ရာဒီကိုယ်လုံးအစိတ်ပြန့်နှံ့မှုက ရေဤကိစ္စဖြစ်၏ဒီကိုယ်လုံးဒုက္ခဖြစ်မှုမှာအစိတ်ဤကိစ္စဖြစ်သည် ရေဒီဒီကိုယ်လုံးဒုက္ခဖြစ်အောင် မတတ်နိုင်ချေထို့သူအာကုတုဒုစရိုက်အာယုံကိုတိမှုတွင်မူကစိတ်ဤကိစ္စဖြစ်၏အာကုတုဒုစရိုက်မှုကိုထင်အောင် ပြီးစီအောင်အပေအပါယဒုက္ခဖြစ်သည့်ဖြစ်အောင်ပြုမူကနောက်လိုက်ချွေရန်တင်းပင်းနေတကွာလောဘဒေါသမောဟတို့ဤကိစ္စဖြစ်၍စိတ်သည် အကုသို့ဒုချက်မှုကိုထင်အောင်ပြီးစီအောင် အပါယဒုက္ခစသည်ဖြစ်အောင်မတတ်နိုင်ကြ။တပံဒီကိုယ်လုံးအစိတ်တက်၍နေရ၌ထို အစိတ်တက်မှုပြောက်ကင်းအောင်ဆေးကိုရင်းနှစ်ဖြော၍တောက်ပြန်ရာဒီကိုယ်လုံးဆေးပြတ်နှံ့အောင်ဖန်တီးနိုင်ခြင်းမှာရေဤအလုကိစ္စဖြစ်အစိတ်တက်မှုကိုပြောက်ကင်းစေနိုင်မှုမှာဆေးဤအလုကိစ္စဆေးဤအဆွမ်းတက်သည့်ဖြစ်ရေသည်အစိတ်တက်မှုကိုပြောက်ကင်းအောင်မတတ်နိုင်ကြ။ဆေးမှသာလျှင်အစိတ်တက်မှုကိုပြောက်ကင်းစေနိုင်သည် ထို့အတူကုသိုလ်သူစရိုက်အာယုံကိုတိမှုတွေ့မှုက စိတ်ဤကိစ္စဖြစ်၍အစိတ်နှင့်တူသော သူစရိုက်မှုအပယတုကမှုကိုကင်းပြတ်အောင်ပြုမှုကချွေရန်နှောက်လိုက်တင်းပင်းနေတကွာအာလောဘအာဒေါသအာမောဟတို့ဤကိစ္စဖြစ်လေသည်စိတ်သည်ကုသိုလ်သူစရိုက်မှုထင်အောင်ပြီးစီအောင်အစိတ်နှင့်တူသော သူစရိုက်မှုအပယဒုက္ခတို့ကိုကင်းပြတ်အောင်မတန်နိုင်ကြချွေရန်နှောက်လိုက်တင်းပင်းနေတကွာအာလောဘအာဒေါသအာမောဟတရားတို့မှသာလျှင် တူးစီရမှုထင်အောင်ပြီးစီအောင်အစိတ်နှစ်တူသောတူးစီရမှုအပါရဒုက္ခမှုတို့ကိုကင်းပြောက်ပြူနိုင်စွမ်းပေသည်အထက်ပါပကြီးရေးဆွဲခြင်းဥပမာအစိတ်တက်ခြင်းအစိတ်တက်ပြောက်ခြင်းဥပမာတို့၌ရင်းနှစ်တွဲဖက်ရမှရေကရှေ့ဆောင်၍ပြီးမှသာလျှင်ပကြီးစေးအစိတ်တက်စေးအစိတ်တက်ပြောက်စေးတို့သည် မိမိတို့ကိစ္စကိုပြီးစီအောင် ပြူနိုင်ကြသည်ရင်းနှစ်မတွဲဖက်ရလျှင် ရေကရှေ့ဆောင်၍မပေးလျှင်မိမိတို့ကိုကိစ္စပြီးစီအောင်မပြူနိုင်ကြချေ။ တို့ဖြစ်ရကရေဒီမိမိသဘောရင်းအဖြစ်ပကြီစေးအစိတ်တက်အစိတ်တက်ပြောက်စေးတို့မဟုတ်တော့လဲပကြီစေးအစိတ်တက်အစိတ်တက်ပြောက်စေးတို့ ਨੇ ပေါင်းရောမိတော့အခါရှေ့ဆောင်မှုကိစ္စဖြစ်ထိုပကြီစေးအစိတ်တက်အစိတ်တက်ပြောက်စေးတို့ ਨੇ အတူသဘောလိုက်ပါဖြစ်ပေါ်ရလေတော့သည်ထို့အတူ အကောင်းအဆိုးကုသိုလ်အကုသိုလ်တရားတို့ဒီလဲစိတ်နဲ့တွဲဖက်ရမှစိတ်ရှေ့ဆောင်၍ပေးမှသာလျှင်မိမိတို့ကိစ္စကိုပြည့်စည်အောင်ပြုနိုင်ကြသည် ို့ဖြစ်၍စိတ်သည်အကြိမိမိသဘောမူလရင်းကကုတုအကုတုမဟုတ်냐တော်လဲကုတုအကုတုတရားတို့နှင့်ပေါင်းရောမိတော်ခါရှေ့ဆောင်အကြည့်မှုကိစ္စဖြင့်ထိုကုတုအကုတုတရားတို့နှင့်လိုက်လျောလေတော်သည်သဘောတူလေတော်သည်ယဟန်တို့အကုတုကိုမြည်၍ဖြစ်ကုန်သောကုတုအတင်းဝင်ဖြစ်ကုန်ကြကုန်သောအကုတုဟူသည်မအားလုံးတို့သည်စိတ်လျင်ရှေ့သွားရှိကုန်၏ထိုတရားတို့တွင်စိတ်တည်ဥစွာဖြစ်၏အကုတုတရားတို့သည်အတုတကွလှည့်၍သာဖြစ်ကုန်၏ယဟန်တို့ ကုသိုလ်ကိုမြည်၍ဖြစ်ကုန်သောကုသိုလ်အတင်းဝင် ဖြစ်ကုန်သောကုသိုလ်ဟုသည်မြတ်အားလုံးတို့သည်စိတ်လျင်ရှည်သွားရှိကုန်၏ထိုတရားတို့တွင်စိတ်တည်ရှည်ဥစွာဖြစ်၏ထိုတရားတို့သည်အတူတကွလိုက်၍သာလျင်ဖြစ်ကုန်၏ပိစမနှင့်အထမတုတ်အစ္ဆရာတင်္ဂဘဝဧကကဏိပအင်္ဂုတ္တရနိကေအထပ်ပါဗုဒ္ဓဤစကားတိုင်းစိတ်တည်ကုသိုလ်အကုသိုလ်တို့၏ရှေ့ဆောင်အကြည့်မူရှေ့သွားကောင်းဆောင်ဖြစ်၍ ထိုစိတ်ရှေ့ဆောင်ရာကိုကုသိုလ်အကုသိုလ်သဘောတို့သည်လိုက်ပါ၍ဖြစ်ကြသည်တို့ဖြစ်၍ရှေ့ဆောင်မှုကိုပြုသောစိတ်ကိုကောင်းသောဘက်၌စေစားရန် မြင့်မြတ်သောဘက်၌ဦးဆောင်စေရန်အထိပ္ပယ်ရှိသောဘက်၌စေစားရန်အောင်မြင်ထမြောက်ခြင်းတို့ဘက်၌ရှေ့ဆောင်မှုပြုစီရန်မှာအထူးလိုအပ်ပြီးဖြစ်လေသည်နေရာမှာ အပိုင်းနှင့်ဗုဒ္ဓတဒ္ဒနာ၌ဘဝအထိပ္ပယ်ကိုရှာဖွေခြင်းရဲ့အခန်းလေးအတွင်းတဏ္ဍာန်ဖြစ်သော စိတ်ကိုအလေးပေးလေ့လာခြင်း အခန်းပြီးဆုံးပြီဖြစ်ပါသည် နားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။နောက်ထပ်ပိုင်းဒီမှာပြန်လည်ဆုံတွေ့ကြမယ်နော်။မင်္ဂလာရှိသောနေ့ရက်များပိုင်ဆိုင်နိုင်ပါစေခင်ဗျာ။